်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လိုင်းမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲလာတက်ချိန်အလဲပိုင်းတိုင်းစစ်ထာနောက်ကျုပ်တဲ့သူရှော့တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကယနေ့ကြာရောက်တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲသို့လာရောက်တက်ရောက်ချိန်တွင် မန္တလေးမြို့နယ်တွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှော့ရိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း February for မြန်မာ BWM မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ၄ရက်မနက်6:55မိနစ်အချိန်မြောင်းလိုင်းကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်အပွဲတက်ရန်ပြည်ဦးတွင်မှမန္တလေးသို့ ရောက်ရှိလာပြီးနယ်တွင်ရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်တွင်ခိတ္တဝင်ရောက်တဲခုတ်ခဲ့သည်ဟုသတင်းရရှိသဖြင့်ရှော့ရိုက်တုံးနှလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်းမန်းရပြည့်တက္ကသိုလ်တို့ မင်းအောင်လိုင်ကအယက်သားပြည်သူအများပြားကိုလူသားတိုင်းအဖြစ်အခအခွဲယူပြီးပွဲတက်မည်ဖြစ်ရန်အခမ်းအနားကိုတိုက်ခိုက်ခြင်းကနေရာအတိအကျဖြစ်၍ပုံမလွယ်ကူတော့လည်းအယက်သားပြည်သူများပါထိခိုက်မည်ကိုရှောင်ရှားလိုသောကြောင့်မင်းအောင်လိုင်ခိတတဲခုရလပခအတွင်းသို့သာပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါသည်ပြည်သူများ၏အခအခုံများဖြင့်လူသားတိုင်းလှုပ်ထားသောကြောင့်မန်းတက္ကသိုလ်ရာပြည့်ပွဲတက်နေသောမင်းအောင်လိုင်ကိုထပ်မံတိုက်ခိုက်ရန်အခွင့်မသာခဲ့တော့လည်းလပခအတွင်းသို့ပြစ်ခတ်ထားမှုများကြောင့်၎င်း၏တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်ကြောင်း ရှင်နိမစ်ရှင်မှာနိုင်ပိုင်းအတွင်လျှက်တပြက်စီစဉ်ရသောမစ်ရှင်ဖြစ်တော်လဲစစ်ကောင်းဆောင်ကိုအမေရိကန်ချိန်ချောက်နိုင်သောမစ်ရှင်ဖြစ်သည့်အတွက်ကုညီအားဖြည့်ပေးသောနေမီကန်မဟာမိတ်တို့ကိုအထူးကျေးဇူးတင်ကြောင်းဖေဝါရီဖော်မြောက်မှာ BWM မှတာဝန်ရှိသူကပြောဆိုပါတယ်။မင်းအောင်လိုက်လာပခါမှာလာတဲတယ်လို့သိရလို့ချက်ချင်းစီစဉ်လိုက်ရတာပါ။ရှော့တိုက်တော့နှလုံးစလုံးလာပခါတဲ့ကိုချတယ်လို့သိရပါတယ်။ပြမကတော့မင်းအောင်လိုက်စီကိုပါပဲ။ဘာပဲဖြစ်ဖြစ်သူလာတဲ့အချိန်ချိန်ချောက်ပြစ်နိုင်လို့အောင်မြင်တယ်လို့ပြောရပါမယ်။ ဖြစ်ပြီးမကြခင်မှာ MI35 နဲ့ပတ်ရှာတဲ့ Y20 နဲ့ကိုပတ်ရှာတဲ့လပခဝင်းချီရောမမ်းမျိုးပေါ်ရောပတ်ဝဲနေတာရှေးပေါ်တွေအားလုံးကတော့ဘီကင်းစွာစုတ်ခွာနိုင်ခဲ့ပါတယ်ဟု February for မြန်မာ BWN မှတာဝန်ရှိသူကရှင်းပြပါတယ်အဆိုပါမရှင်ကို February for မြန်မာ BWN အဖွဲ့ဦးဆောင်စီမံမှုဖြင့် No more detail ရှယ် NMT PDF အဖွဲ့ People Servant Form PSF နဲ့ရတနာပုံတပ်ဦးအဖွဲ့တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး VWN Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ယနေ့နေ့ဆင်နိုင်ဝင်းကျဲတွင်မြေအောင်လိုင်းကမန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားသို့တက်ရောက်ပြီးဖွင့်ဖွဲဖွင့်လှစ်ခြင်းအမတ်တရစကားပြောခြင်းတက္ကသိုလ်အဆောက်အအုံများကိုကြီးစုစစ်ဆေးခြင်းများလှုံ့ဆော်ခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးရွှေကျင်ခမရ998တရင်ကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်တော်လန်ရေးတပ်များကဖိခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ပဲခူးတိုင်းရွှေကျင်မြို့နယ်တွင်အကြံဖက်စစ်ကောင်စီ၏ခမရ998တရင်ကိုလက်နက်ကြီးစနိုက်ပါတို့ဖြင့်နေစဉ်ဒီပါဖိခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်မှတိုက်ဆုံထိခိုက်မှုများရှိပြီးတိုက်ဆုံစစ်သားတချို့ကိုလည်းတရင်အနီးတွင်ပင်မြေမြုပ်တချို့ထားကြောင်းပဲခူးခရိုင်ဘက်ကဖာမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ အော်တိုဘာလနှစ်ရက်နေ့ရွှေချင်းမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏ခမာယ998တရင်ကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားနှုတ်အပြင်းထန်ထဏ်ရန်ရပြီးစင်ရွာစေယုံတို့တည်ဆောင်သွားကြောင်းအလားတူရင်းတက်ရင်စခန်းကိုနေစင်ဒီပါလက်နက်ကြီးစနိုက်ပါတို့ဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားများတည်ဆုံထိခိုက်မှုရှိပြီးတည်ဆုံစစ်သားချို့ကိုတရင်အနီးတွင်မြင်းမြို့ပစ်ကြောင်းသိရပါသည် အော်တိုဘလနဲ့ရဲ့နေကနေတိုက်ခိုက်ခဲ့လို့ဒဏ်ရာရတဲ့နှစ်ဦးနှောင်ဆက်တွေ့တဲ့တင်ကတော့အတိမပြုတ်နိုင်သေးဘူးအဲ့ဒီတက်ရင်ကိုလက်နက်ကြီးစနိုက်ပါတွေနဲ့နေစင်ဒီပါသွားချနေတာတိစုံနာရီများပါတယ်ဟုဗကိုးခရိုင်ပကဖာမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်ထို့သောတိစုံစစ်သားများအားတက်ရင်အနည်းနဲ့မြေမြုပ်ပစ်တီကိုရခုရပိုင်းအတွင်းလက်နက်မဲ့အလင်းဝင်လာသည့်စစ်မှုထမ်းတပ်သားတအူကလည်းအတိပြုပြောဆိုပါတယ်အကြံဖက်စစ်ကောင်စီဤခမရ998တက်ရင်ကို KNL တက်ရင်ခွနိနဲ့ပူးပေါင်းပြီးဗကိုးခရိုင်ပကဖာလက်နက်ကြီးတပ်ဖွဲ့ ကောက်ဝလက်နက်ကြီးတပ်ဖွဲ့တို့ကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်အထုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်ထားသည့်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးခေါ်ထုတ်အရေးယူမှုများဆက်လက်ဆောင်ရွက်မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်အထုရောင်ရွေးကောက်ပွဲကိုနှောက်ယှက်ဟန်ထားသည့်ဟုဆိုကာပြည်သူ64ဦးကိုစစ်တပ်ကဖမ်းဆီးအရေးယူထားပြီးရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သည့်လှုံ့ဆော်မှုများနှင့်ဝါရဖြတ်မှုများကိုစုံစမ်းဖော်ထုတ်အရေးယူသွားရန်စစ်တပ်လက်အောက်ခံပြည်ထောင်စုဝန်ကြီးဆိုသူ ထွန်းထွန်းတောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုပါရယ်အော်တိုဘာလ3ရက်နေ့နေပြည်တော်တွင်ပြုလုပ်သောစစ်တပ်ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဗဟိုကော်မတီအစည်းအဝေးတွင်၎င်းကအထက်ပါတိုင်ပြောဆိုသွားခြင်းဖြစ်ပါရယ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဤအမျိုးမျိုးဖြင့်ကျူးလွန်သူများကိုဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်လျက်ရှိကြောင်းစက်တင်ဘာလ30ရက်နေ့တနိုင်ငံလုံးတွင်ရွေးကောက်ပွဲပြတ်ပြားစေရန်နှောက်ယှက်သည်ဟုဆိုကာပြည်သူ64ဦးကိုဖမ်းဆီးအရေးယူထားပြီးအမှု24ခုဖွင့်လှစ်ထားကြောင်းသိရပါသည် ရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေနိုင်သောလှုံ့ဆော်မှုများဝါဒဖြန့်မှုများကျူးလွန်နေသူများကိုစုံစမ်းဖို့တို့အရေးယူသွားရန်လိုအပ်တယ်ဟုစစ်တလောက်ခံပြည်ထရေးဝင်ကြီးဆိုသူထွန်းထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးကပြောဆိုထားပါတယ်စစ်တပ်ရွေးကောက်ပွဲအတွက်စစ်တပ်ပြည်သူစင်ပြည်သူလုံခြုံရေးနှင့်အကြံဖတ်နိုင်နေရေးအဖွဲ့မိဖွဲ့အဖွဲ့များနဲ့အတူပြည်ထရေးဝင်ကြီးဌာနလက်အောက်ရှိတပ်ဖွဲ့ဦးစီးဌာနများအလုံးကပေါင်းစပ်ညီနိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုထားပါတယ်အကြံဖတ်စစ်တပ်ကယခုနှစ်ကုန်ပိုင်း ြုလုပ်ပြီးရွှေကောက်ဝဲကိုကောက်ဝဲရံအတွက်နှောက်ရက်ဖြက်စည်းသူများကိုထောင်ဒဏ်အနည်းဆုံး၃နှစ်မှထောင်ဒဏ်တစ်သက်တစ်ကျော်နှင့်ဒေသများချမှတ်နိုင်သောရွှေကောက်ဝဲနှောက်ရက်ဟန်တားမှုများကောက်ဝဲရေးဥပဒေကိုဇူလိုင်လ29ရက်နေ့တွင်ပြဋ္ဌာန်းခဲ့ပါသည်စစ်ကောင်စီကပြဋ္ဌာန်းထားသောဥပဒေတွင်ရွေးကောက်ပွဲကိုပြတ်ပြားစေရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားဖြန့်ဝေခြင်းတို့ကိုပါပြုလုပ်ပါကအရေးယူမည်ဖြစ်ကြောင်း ချင်းချောက်ခြင်းဟန်တာခြင်းမလျော်ဩစာသုံးခြင်းနာကျင်စေခြင်းအပြင်းအထန်နာကျင်စေခြင်းလူစုလူဝေးဖြင့်ကန့်ကွက်ခြင်းလူသေဆုံးစေခြင်းများဖြစ်ပေါ်လာပါကပြစ်မှုကိုလိုက်၍အ ਨੇ ဆုံးထောက်နှံသုံးနှင့်မှအများဆုံးထောက်နှံတသက်တကျော်နှင့်ဒေသတို့ကိုချမှတ်မည်ဖြစ်ကြောင်းသိရပါသည်။ လက်တလောပြည်သူများကိုစစ်တပ်ကအရေးယူရာတွင်ရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးဖြင့်အရေးယူထားပြီးအဆိုပါပုံမှန်မှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုဖြစ်စေသို့မဟုတ်လုပ်ငန်းစဉ်ဤတစိုက်တဒေသကိုဖြစ်စေပြက်ပြားစီရန်ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုံ့ဆော်ခြင်းဆန္ဒပြခြင်းသို့မဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုညီတိညီနင်းများမပြုရဘဲအဆိုပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြမှုတင်ရှာစီရင်ခြင်းခံရလိုက်ရင် ထိုသူကိုထောင်ထမ်းအနေဆုံး၃နှစ်မှအများဆုံး၇နှစ်ထိချမှတ်ရမည်အပြင်ငွေတံလဲချမှတ်နိုင်ကြောင်းပြထန်းတာပါတယ်။စက်တင်ဘာလ၂၄ရက်နေ့တွင်လဲ KNU ဥက္ကဋ္ဌပရိုဆော့ဖွဲ့ထူဝင်အပါအဝင်အဖွဲ့ဝင်၃၃ဦး AA တပ်ဖွဲ့ချင်းပြင်းချင်းလန်းအစိုးရအဖွဲ့ဝင်၁၈ဦးနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောင့်ယှက်ဟန်တာမှုဥပဒေပုံမှား၂၃ကြီးဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကထုတ်ပြန်ကြေညာပါတယ်။ ဆက်လက်ပြီးရန်ကုန်မြို့မှာနှစ်လအတွင်းအကြံဖက်စစ်ကောင်စီအတုရောင်ရွေးကောက်ပွဲကုညီလုံးဆောင်နေတဲ့273ခုတိုက်ခိုက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့ဩဂုတ်နေ့စက်တင်ဘာနှစ်လအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကုညီလုံးဆောင်နေတဲ့273ခုကိုရန်ကုန်မြို့ပြအဖွဲ့တွေကတိုက်ခိုက်ခဲ့ပါတယ်။လက်ရှိမှာရက်ကွက်အုပ်ထုတ်ရေးမှုတွေကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်အများဆုံးကူညီပေးနေတာကြောင့်နှစ်လအတွင်းတိုက်ခိုက်ခံရမှုအများဆုံးကရက်ကွက်အုပ်ထုတ်ရေးမှုရုံးတွေဖြစ်ပါတယ်။ တိုက်ခိုက်မှု73ကြိမ်မှာမြို့နယ်6ခုကရက်ခွက်အုပ်ချုပ်ရေးမှုရုံး9ရုံးတိုက်ခိုက်ခံခဲ့ရပါတယ်ကျန်တဲ့နေရာတွေကတော့လူဝင်မှုကြီးကြပ်ရေးရုံအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံ၃ရုံရင်ထိန်တပ်ဖွဲ့ရုံတရုံနှင့်ရဲစခန်းတို့ပါဝင်ပါတယ်။တိုက်ခိုက်မှုအများဆုံးပြုလုပ်ခဲ့တဲ့အဖွဲ့ကတော့ရန်ကုန်အာမေဖြစ်ပြီးတပ်ဖွဲ့ချင်းရောမဟာမိတ်တွေနဲ့ရောပူးပေါင်းတိုက်ခိုက်မှုပေါင်း၅ကြိမ်ပြုလုပ်ခဲ့ပါတယ်။ကျန်တဲ့အဖွဲ့တွေအနေနဲ့အနောက်ပိုင်းခရိုင်ဖကဖ၄ကြိမ် မျိုးပြကြွနဲ့ operation flame ကတုံ့ပြန်စီလာတာချင်းမြတိုင်းညဥက္ကလာပပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ရန်ကုန် UG ပြည်ပအာမီတို့ကနှစ်ကြိမ်စီပြုလုပ်ခဲ့ကြပါတယ်။ကြားပြင်ရန်ကုန်အာမီအနေနဲ့လဲခုမျိုးနယ်ကရက်ွက်အုပ်ချုပ်ရေးမှုတအုပ်ကိုစစ်ကောင်စီရွေးကောက်ပွဲအတွက်လှုံ့ဆော်တာတွေရက်တန်းကရက်ပေါ်နောက်ဆုံးအကြိမ်တတိပေးခဲ့တာလည်းရှိပါတယ်။ဒီလိုတတိပေးရတာကပြည်သူတွေအပေါ်ဖိနှိပ်ခံရတဲ့အကြောင်းကိုတိုင်ကြားမှုတွေများတာကြောင့်တတိပေးစာပို့ခဲ့တာဖြစ်ပြီး မလိုက်နိုင်ရင်တော့သတိပေးထားတဲ့အတိုင်းအရေးယူသွားမယ်လို့ရှန်ကုံအာမီရဲ့တာဝန်ရှိသူကပြောပါတယ်။ရွှေကောက်ပွဲအတွက်အားတက်သရော်လှုပ်ဆောင်နေကြတဲ့ကောင်တွေကိုစရင်အသေးစိတ်ပြုစုထားတယ်။တစ်ချိန်မဟုတ်တစ်ချိန်လုပ်နေတဲ့ကောင်တွေစီကျွန်တော်တို့ရောက်လာမယ်ဟုအထက်ပါတာဝန်ရှိသူကပြောပါတယ်။ Operation Flame အဖွဲ့အနေနဲ့လည်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲအတွက်ကုညီလှုပ်ဆောင်နေသူတွေကို Fire Power အထူးစစ်စင်ရေးလို့အမည်ပေးပြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။မျိုးပြအဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုလက်ပြဘုံတွေမိုင်းတွေနဲ့အဓိကပြုလုပ်ခဲ့တာဖြစ်ပြီးထိခိုက်မှုတွေရှိပေမဲ့ သတင်းဌာနအနေနဲ့တိကျအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ရန်ကုန်မြို့ပြကစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေပိုခံလာရတယ်လို့မတရားဖမ်းဆီးအရေးယူမှုတွေလည်းပုံမလုံးဆောင်လာကြပါတယ်။မြို့ပြအဖွဲ့တွေရဲ့ပြောပြချက်အရအုတ်ချုပ်ရေးမှုအများစုကလူမိုက်တွေမှုပြီးလူငယ်တွေကိုမတရားဖမ်းဆီးကာစစ်မှုထမ်းအတွက်လိုအပ်တဲ့နေရာတွေကိုရောင်းစားတဲ့လူကုန်ကူးမှုတွေကိုပါလုပ်နေတယ်လို့သိရပါတယ်။မြို့ပြအဖွဲ့တွေအနေနဲ့ကတော့စစ်ကောင်စီရွေးကောက်ပွဲအတွက်ကုညီသူတိုင်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှုလှုံ့ဆော်သွားမယ်လို့အကြိမ်ကြိမ်သတိပေးထားကြပါတယ်။ ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတနိုင်တဲ့ဘက်ကစန့်ကျင်ကြဖို့မြို့ပြအဖွဲ့တွေကတောင်းဆိုထားပါတယ်။စစ်ကောင်စီကတော့သူတို့ရဲ့ထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲကိုအကောင့်ထည့်ဖို့နိုင်ဖို့သူတို့လက်အောက်ခံအဖွဲ့အစည်းတွေကိုဖိအားပေးလှုံ့ဆော်နေတာပါ။ပြည်သူတွေကိုလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်မှုမပြုလုပ်နိုင်ဖို့အတွက်ထောင်နဲ့တသက်တကြုံအထိချမှတ်နိုင်တဲ့ပုံမှန်တွေနဲ့ချိန်ချောက်မှုတွေပြုလုပ်ထားတာပါ။ဒါပေမဲ့လည်းရန်ကုန်ကမြို့ပြအဖွဲ့တွေကတော့သူတို့စကားအတိုင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ကူညီနေသူတွေကိုတိုက်ခိုက်မှုတွေစက်တိုက်လှုံ့ဆော်နေကြတာပါ။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်